တဲ့ညာကယူပါလီပွဲစဉ်မှာဆိုရင်တော့ကျွန်တော်မန်ချက်စတာယူနိုက်တက်အတင်းနဲ့ serious society တို့အတင်းက1-1ဆိုရရလည်းနဲ့တည်ကြသွားခဲ့ပေါ့နော်အဲ့တော့မင်းဒီပုံစံတိုင်းဆိုလို့ရှိရင်တော့ Arsenal ကိုသွားရင်ဆိုင်ဖို့ကကြတော့မလွယ်ဘူးဗျာတိလာဘာလို့ Arsenal ရင်ဆိုင်ဖို့မလွယ်လဲဆိုလို့ရှိရင်ဒါညာက Real ဒီ Real Society နဲ့ပွဲမှာဆိုလို့ရှိရင်ဒါ Man U ရဲ့ကစားပုံကတော်တော်ကိုကောင်းမွန်ခဲ့တယ်ပြောမှဆိုအခွင့်အလမ်းတွေအများကြီးရခဲ့ဗျာ Bruno Fernandes, Dzinski တို့ ဟိုဒီနောက်ကဓာလော့ကိုခွင်ရေးတွေအများကြီးရခဲ့တယ်ဒါဘောလုံးပိုင်ဆိုင်ထားတာလွင် real society တက်ကဘာမှကိုလုံးမပြနိုင်ကြဘူးအဲ့လိုလုံးမပြနိုင်အောင်ကိုမန်ယူကဒါကောင်းကောင်းဆွမ်းဆောင်နိုင်ခဲ့လို့ပြောလို့ရတယ်ဒါ real society တက်ဆိုတဲ့အတင်းကအင်ကွင်းမှာကစားအားရင်ကောင်းတဲ့အတင်းအဲ့အတင်းကကျွန်တော်တို့ဒါမန်ယူအတင်းကိုဘာမှလုံးမပြနိုင်ကြဘူးပထမပိုင်းတစ်ပိုင်းလုံးဆိုဟိုနာနာဘာမှကိုလုံးဆရာမလိုခဲ့ဘူးဗျာဒီလာလုံးဝဟိုကာကွယ်မှုအပိုင်းနေပိုင်းဟိုလုံးဆရာမလိုခဲ့ဘူး ဒါပေမဲ့မန်ယူအတင်းရဲ့ပြဿနာကဘာလဲဆိုလို့ရှိရင်ကျွန်တော်အဆုံးတက်မတည်ကြတာပဲဗျအခွင့်လန်းတွေအများကြီးပဲရခဲ့တယ်အခွင့်အရေးတွေအများကြီးရခဲ့တယ်ဒါပေမဲ့ဂိုးပြစ်ပြောင်းလဲနိုင်စွမ်းမရှိခဲ့ဘူးအဲ့ထဲမှာဒါဂန္ဓာချိုးပေါ့နော်ဂန္ဓာချိုးကဟိုကစားရမတယောက်အနေနဲ့ အပြီအယုံအားတော်တော်ကြီးကိုကောင်းတယ်ဗျာဒါသူ့ရဲ့ဒါခြေစွမ်းပိုင်းကကောင်းမွန်တဲ့အနေအထားတစ်ခုမှရှိတယ်ဒါပေမဲ့ဘောလုံးပွဲမှာလိုအပ်နေတဲ့အရာကဂိုးဗျာဒီလားကစားပုံဘလောက်ကောင်းကောင်းဂိုးမရအောင်ဆိုရင်အလကားပဲဗျာအဲ့တော့အဲ့ဒီနေရာမှာပဲဂါနာချိုကအားနေနေတာဗျာဂါနာချိုခြေစွမ်းပိုင်းကောင်းတယ်ဒါပေမဲ့အဆုံးတက်ကတော်တော်ကြီးကိုညံ့နေတဲ့အချိန်မှာပါတယ်ဗျာအဲ့တော့ဒီညကပွဲမှာဆိုလို့ရှိရင်မန်ယူနိုက်တက်တင်ကဒါပထမပိုင်းကောဒါအစဉ်ပြေနေတယ်ဗျပထမပိုင်းမှာဂိုးမရခဲ့ဘူးဒါပေမဲ့ဒုတိယပိုင်းမှာဆိုလို့ရှိရင်လည်းဒါ ဝင်သွားတဲ့ဂိုကတော်တော်ကိုကောင်းတယ်လို့ပြောလို့ပြရတယ်။ကနာချိုချပေးတာနေဒီဇစ်ကီးကတွင်းသွားတာပေါ့နော်။အဲ့တော့ဒီလိုခွင့်ရေးဒီလိုအခွင့်အလမ်းတွေအများကြီးဖန်တီးနိုင်ခဲ့ပြီးတော့ဂိုးမရခဲ့တာကဒါအတင်းဒီဆိုစီဒက်ဆိုတာကတော့ဒါအတင်းငယ်လို့ပြောလို့ရတယ်ပေါ့နော်။ဒါသူတို့အင်ကွင်းကကောင်းတယ်ဆိုပေမဲ့အတင်းငယ်လို့ပြောလို့ရတယ်။ဒါပေမဲ့အာဆင်နယ်နဲ့ပွဲမှာဒါဒီလိုခွင့်လမ်းတွေအမ် အဆုံးမတက်နိုင်ခဲ့ဘူးဆိုရင်တော့တေချာတယ်ရလက်ကောင်းမှာမဟုတ်ဘူးဗျအဲအဲ့ဒါကိုတော့တို့ပြင်ဆင်နိုင်ဖို့တော့လိုလိမ့်မယ်ဒါ Manchester United အတင်းအနေနဲ့ဒီပွဲစဉ်မှာဆိုရင်ကျွန်တော်ဘောလုံးပိုက်ဆိုင်မှုကလွင်တို့ကစားပုံခွင့်လန်းနေအများကြီးကောင်းခဲ့တယ်ဒါပေမဲ့ဒါကန်ဆိုးစွာနဲ့ပဲပေါ့နော်ဒါတောင်းတောင်းကန်ဘောကနေတစ်စက် Bruno Fernandes ကန်ဆိုးစွာနဲ့ penalty ပေးခံခဲ့ရတယ်ဗျလက်ထိပ်ပြီးတော့လက်ထိပ်ပြီးတော့ penalty ပေးခံခဲ့ရတဲ့အတွက်ဒီဖိုဘက်က Ozabel ကကျွန်တော်တို့ တကူတွင်းယူပြီးတော့ဝမ်းဝမ်းဆိုရဲရက်လက်နဲ့တော့တရေကြွားခဲ့တယ်။အင်ကွင်းမှာတော့အခွင့်အရေးတချို့ရှိနေတယ်အခွင့်အလမ်းတချို့ရှိနေသေးတယ်အဲဒါပေမဲ့လည်းကျွန်တော်တို့အနိုင်ရတင်ခဲ့တာကိုအနိုင်မကန်နိုင်ခဲ့တာတော့မန်ချက်စတာယူနိုက်တက်ဖန်တွေအတွက်တော့စိတ်ပျက်စရာပဲဖြစ်မှာအဲ့တော့ လူစားလဲတာကလည်းကာနာချိုကြီးထုတ်လိုက်တာဗျအဲ့နောက်ပိုင်းမှာမှကျွန်တော်တို့ real society တက်ကနေပြီးတော့တောက်လျှောက်ပြန်ဖိလာပြီးတော့အပိုင်အခွင့်ရေးတွေခင်ဗျားတို့မကောင်းပြောတဲ့ဥနန္ဒာဒီနေ့ပွဲတော့ကောင်းခဲ့ပါတယ်เนาะဒီနေ့ပွဲဥနန္ဒာကောင်းခဲ့တယ်အဲ့ဒါကြောင့်ပဲကျွန်တော်တရေကြသွားခဲ့လို့ပြောလို့ရတယ်ဒီဥနန္ဒာကမကောင်းခဲ့လို့ရှိရင်ကျွန်တော်တို့ဒီ real society တက်ကအနိုင်တောင်ရတော့နိုင်တဲ့အနေထားတွေမှာရှိခဲ့တယ်ဗျာအဲ့တော့ Manchester United တင်းနဲ့ကျွန်တော်အဆုံးတက်မတေချာတဲ့ဒါ goal ခွင့်လန်းနေအများကြီးဖန်တီးနိုင်ပြီးတော့ goal အဖြစ်မပြောင်းလဲ နိုင်တဲ့အားနည်းချက်ကိုပြင်ဆင်နိုင်မှလာရင်ကျွန်တော်အာဆင်နယ်ပွဲမှာရလက်ကောင်းနိုင်မယ်လို့ကျွန်တော်ညောတုံးတက်မိပါတယ်အဲ့တော့ဒီနေ့မှာတော့ဝမ်ဝမ်ဆွဲဒီရလက်ကြာသွားပြီးတော့ ultra pro မှာတော့တကြော့တက်ကြရအောင်အားလုံးကျေးဇူးတင်ပါတယ်ဗျ